ဝင်သွားရင်ဆိုတာကကိုပုံမှန်ပြုလုပ်နေတဲ့အရာတွေတဲကတခုဖြစ်ပေမဲ့သူကကိုယ့်ရဲ့ကျန်းမာရေးအတွက်၆ဒဏ္ဍာရီနေပြီးတော့ကျန်းမာရေးတက်လာတယ်ကိုဖော်ပြနေတာဖြစ်ပါတယ်။ဒါပေမဲ့ငယ်စဉ်ကတည်းကဝင်သွားနေတဲ့အလုပ်ကိုပုံမှန်တိုင်းလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေကဝင်သွားရတဲ့ပတ်သက်ပြီးတော့သတိထားမျိုးသိပြီးတော့မရှိပါဘူးနော်။အစာရင်နဲ့ဦးလဲကျောက်ဆိုတာကကောင်းတဲ့ဗတိရိယာရောမကောင်းတဲ့ဗတိရိယာတွေကပေါင်းစုံနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဝန်တလုံးကောင်းမှာစက်မမယ်ဆိုတဲ့စကားကြောင့်ကိုယ့်ရဲ့ဝန်ကပြပြနေတဲ့စက်မရဲ့ပြဿနာတွေကိုလည်းနားလည်ထားဖို့လိုအပ်ပါတယ်။ ဝမ်းနေပြီးတော့ပြပြနေတဲ့ကျမရင်းနဲ့ပတ်သက်ပြီးအရင်ဦးဆုံးဝမ်းရောက်နေကြအောင်ပြပြပေးချင်ပါတယ်။ဝမ်းရောက်ကစားလိုက်တဲ့အစာအသောက်တွေကိုမှမူတည်ပြီးတော့ပြောင်းလဲသွားပါရနော်။ပုံမှန်ဝမ်းရောက်ကဝမ်းညောင်လေးဖြစ်နေရမှာပါ။ဒါပေမဲ့ဝမ်းကဝမ်းမင်းအောင်ဖြစ်နေမယ်။ဝမ်းသွားတဲ့အခါမှာစစ်ကပ်ပြီးတော့အနံ့လည်းနှမ်းနေမယ်ဆိုရင်တော့ဒါကကိုယ့်ရဲ့အစာအိမ်မှာတွေ့ထနေပြီဆိုတာကိုပြတာပဲဖြစ်ပါတယ်။ဒီထွက်လာတဲ့သွေးတွေနဲ့အစစ်ကတက်ပြုတ်ပြီးတော့ဝမ်းကအမဲအောင်ဖြစ်လာတာပါ။ အဲ့လိုမှမဟုတ်လို့ရှင်လေဒီကိုစားလိုက်တဲ့အစားအစာရဖြစ်တဲ့ဘဲသွေးကြက်သွေးနဲ့အလုကူကဒီအနက်ရောင်ဖေးတွေဒီလေပြောလို့ရှင်တန်တက်အာစီတောက်နေတဲ့သူတွေမှာဆိုလို့ရှင်လေဝမ်ကအမင်းအောင်ဖြစ်နေတပါရဲ့နော်နောက်တစ်ခုအနေနဲ့ကျတော့အနီအောင်ဝမ်သွားတာပါတကယ်လို့ကိုသွားလိုက်တဲ့ဝမ်ကအနီအောင်ဖြစ်နေမယ်ဆိုလို့ရှင်ဒါဥရောပိုင်းမှာပြဿနာရှိနေပြီဆိုတော့ပြရတာပဲဖြစ်ပါတယ်ဦးမကြီးအတို့ကွာကြတော့ဒီအစာအောင်အိမ်နဲ့ဆိုအိုမှာပြဿနာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဝမ်းသွားတဲ့အခါမှာတွေးပါပြီးတော့ဝမ်းကအနီအောင်ဖြစ်နေတာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့ဝမ်းကအပြောင်သွားတာပါ အကယ်လို့ကိုသွားတဲ့အခါမှာကိုယ့်ရဲ့ဝမ်းအယောင်ကအပြူအောင်ဖြစ်နေပြီဆိုရင်ဒါကိုယ့်ရဲ့တဲချင်းမှာပြဿနာရှိနေဆိုတာကိုပြတာပဲဖြစ်ပါတယ်။တဲချင်းရေကလုံလောက်ဆောင်မထွက်လွန်တဲ့အတွက်ကြောင့်မို့လို့ဝမ်းကအပြူအောင်ပြောင်းသွားတာပါ။တခြားပြနိုင်တဲ့အကြောင်းအရအနေနဲ့အကြောင်းလည်းဒီဝမ်းကိုက်ဖို့ဝင်တဲ့အတွက်ကြောင့်မို့လို့ဝမ်းကရှုပ်စရာပြပြောင်းသွားတာလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါအပြင်ငကမောက်ဒီအပြူအောင်စားတဲ့အခါမျိုးတွေမှာလည်းဝမ်းသွားတဲ့အခါမှာဝမ်းအပြူအောင်ဖြစ်သွားနိုင်ပါတယ်နော်။နောက်တစ်ခုအနေနဲ့အကြောင်းတော့ဝမ်းကအစိမ်းအောင်ဖြစ်နေတာပါ။ အကယ်လို့ကိုစားလိုက်တဲ့အစားအစာတွေမှာအစင်းရည်အောင်ဟင်းသီးရွက်တွေမပါဘဲနဲ့ဝမ်းသွားတဲ့အခါမှာအစင်းရောင်ဖြစ်နေပြီဆိုလို့ရှိရင်ဒါတဲချင်းလက်ကြောင့်မှာပြင်နာရှိနေဆိုပိုပြလာတယ်ဖြစ်ပါတယ်နော်။နောက်တစ်ခုအနေနဲ့ကကြတော့ဝမ်းပုံစံပဲဖြစ်ပါတယ်။ပုံမှန်ဝမ်းကအရင်ငယ်ပြုတ်နေကြတယ်မလို့တို့ကြောက်စရစ်ခဲလို့လည်းမာဖို့မလိုအပ်ပါဘူးနော်။ဥမကြီးကင်စာနဲ့စအိုကင်စာတို့မှာဆိုလို့ရှိရင်ဝမ်းသွားတဲ့အခါမှာရှည်ရှည်မျောမျောလေးဖြစ်နေတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့ဝမ်းမှာအဆီများနေတာပါ။ ပုံမှန်ဝန်သွားတဲ့အခါမှာဝန်အစီဝေးတာမျိုးမရှိပါဘူးเนาะအကယ်လို့ကိုဝန်သွားနေတဲ့အချိန်ကိုယ့်ရဲ့ဝန်ကအစီဝေးနေပြီဆိုလို့ရှိရင်ဒါကကိုစားလိုက်တဲ့အစားအစာတွေထဲမှာရှိတဲ့အဆီဓာတ်တွေကိုခန္ဓာကိုယ်ကမဆုပ်ယူနိုင်တော့ဘဲနဲ့ဝန်သွားတဲ့အခါမှာဝန်အစီဝေးနေတာပဲဖြစ်ပါတယ်။ဒါတော့တစ်ခုအနေနဲ့ကြာတော့မိုးချွေအိမ်ရောင်တာနဲ့အစီကျစီတွေတောက်နေတဲ့အခါမျိုးတွေမှာလည်းဒီဝန်သွားတဲ့အခါမှာဝန်အစီဝေးတာမျိုးကိုကြိုတွေ့ရနိုင်ပါတယ်เนาะ။နောက်တစ်ခုကဒီ1ကရေပေါ်ပေါ်နာမျိုးကိုတွေ့ဘူးတာပါဒီလိုမျိုးဖြစ်နေဆိုတာကကိုယ့်ရဲ့1ထဲမှာ ဓာတ်စင်များနဲ့အတွက်ကြောင့်မို့လို့ဝမ်းရေပေါ်ပေါ်နာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဝမ်းကရေပေါ်ပေါ်နာပဲဖြစ်ဖြစ်ဒီရေမြုပ်ဝါပဲဖြစ်ပေါ့နော်။တိတ်ပြီးတော့စိုးရင်စားတော့မရှိပါဘူးနော်။နောက်တစ်ခုအနေနဲ့ကကြတော့ဝမ်းအနံပဲဖြစ်ပါတယ်။ဝမ်းအနံကမှွေလို့တော့တစ်ခါမှပြောရတော့မကြောက်ဘူးပါဘူးနော်။ဒါဘာလို့လဲဆိုတော့ဝမ်းထဲမှာပါတဲ့ဗတိရပိုးမွှားတဲ့ကြောင့်ပဲဖြစ်ပါတယ်။ အစာမကျေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဝမ်းအနံကဆိတ်ရွှေရွှေအနံကြီးဖြစ်နေတတ်ပါတယ်။နောက်တစ်ခုကဝမ်းထဲမှာတွေးပါပြီးတော့တွားတက်တဲ့ဝမ်းမမဲတွေအနံဆိုလို့ရှိရင်လည်းဒီကိုတစ်ခါတော့ကြုံဘူးလားနဲ့တသက်ကိုမမေ့တော့ပါဘူး။နောက်တစ်ခုကတော့ဝမ်းအနံကပိုးအပ်ဖြစ်နေပြီဆိုလို့ရှိရင်ဒါကဥလန်းချောင်းမှာပိုးဝင်နေဆိုတာကိုပြတာပါ။ဝမ်းအောင်ပြောလို့မယ်ဆိုလို့ရှိရင်လည်းဒီဝမ်းချုပ်တာနဲ့ဝမ်းရှို့တာကိုကတော့ခြံသားကြည့်လို့မရပါဘူး။ဒါကြောင့်မို့လို့ဝမ်းချုပ်တာနဲ့ဝမ်းရှို့တဲ့အကြောင်းကိုဆက်ပြီးပြရှင်းပြပေးချင်ပါတယ်။အရင်ဆုံးဝမ်းချုပ်တဲ့အကြောင်းကိုပြပေးချင်ပါတယ်။ ဝမ်းချုပ်တယ်ဆိုတာကတကယ်ကိုခေါင်းခရရတဲ့ကိစ္စတစ်ခုပဲဖြစ်ပါရဲ့နော်။အဲတကယ်တော့ဝမ်းချုပ်တယ်ဆိုတာကတပတ်မှာ၃ချိန်လောက်ပဲဝမ်းသွားမယ်။အဲ့လိုမျိုးသွားတဲ့အခါမျိုးမှာလဲဝမ်းကအရမ်းမာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။တအားညစ်ကပြီးတော့ဝမ်းတစ်ခါသွားဖို့တော့မှကိုယ်ကကြောက်နေတတ်ပါတယ်။ဒါဘာလို့လဲဆိုရင်တော့အမြင်တက်ကိုလုံးလုံးတော့မစားတာရေလုံးလုံးတော့မတောက်တဲ့သူတွေလုံးလုံးရှားရှားမနေတဲ့သူတွေမှာဒီလိုဝမ်းချုပ်တဲ့ကိုယ်စားကိုခံစားရပါတယ်နော်ဝမ်းချုပ်တာကအချိန်ကြာလာပြီဆိုလို့ရှိရင် လက်ကောင်ယောဂကင်ဆာဒီလိုမျိုးကျန်းမာရေးပညာတွေကိုကြုံတွေ့ရနိုင်ပါတယ်เนาะနောက်တစ်ခုအနေနဲ့ကျတော့ one shot တော့ကိုဆက်ပြီးတော့ပြပေးချင်ပါတယ် one ကအရန်မှာပြီးတော့သွားလို့ရှိရင်လည်းအဆင်မပြေသလို one ကပြပြော်ကြီးသွားမယ်ဆိုလို့ရှိရင်လည်းအဆင်မပြေပါဘူးเนาะဒါကြောင့်မို့လို့ one shot တဲ့အကောင်မှလည်းစင်ရည်ရသလို one shot လာပြီဆိုလို့ရှိရင်လည်းစင်ရည်ရပါတယ် one shot ကဘာလို့လဲဆိုရင်တော့ကိုမတက်တဲ့အစားအစာတွေစားမိတဲ့အခါမျိုးတွေကိုလည်းကြောင့်မှာပိုးဝင်တဲ့အခါမျိုးတွေမှာဒီ one shot ရဲ့ဝင်စားကိုခံစားရပါတယ် ဝမ်းလျှော်တော့ကိုကပပစတာနေလိုက်မယ်ဆိုလို့ရှိရင်ခနာကိုမှရေထက်ဆုံးရှုံးပြီးတော့အသက်တိတ်ဆုံးတဲ့အထိပါပြင်းထန်နိုင်ပါရဲ့နော်။ဒါကြောင့်မို့လို့ဝမ်းလျှော်တာကလည်းမကောင်းပါဘူးနော်။စီးတို့ဝမ်းတို့ဆိုတာကခနာကိုကဆုံးထုတ်လိုက်တဲ့အရာတွေဆိုပေမဲ့လည်းသူကကိုယ်မှာဘယ်လိုမျိုးစိတ်မှန်ရေးပြဿနာရှိနေလဲဆိုတော့ကိုပြပြနေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုကသိထားဖို့လိုအပ်တယ်ပေါ့နော်။ ခုပြပေးခဲ့တာဆိုရင်တော့ဖြင့်ကိုယ့်ရဲ့ဝမ်းကိုကြည့်ပြီးတော့ကိုယ်မှာဘလို့ကျမရဲ့ပညာတွေရှိနေလဲဆိုတာကိုပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုနားထောင်လိုက်ရုံနဲ့ကိုကဝမ်းသွားတဲ့အခါမှာလည်းသတိထားမိလောက်မှလို့ထင်ပါတယ်เนาะအခုလိုလက်ထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะ